အားလုံးပဲမင်္ဂလာပါ everyday with onuri ကအားလုံးပဲမင်္ဂလာပါ everyday with onuri ကနေပြန်လဲကြိုးစားလိုက်တယ်ဒီနေ့ကိုအောင်က game programming အကြောင်းပြောပြမယ်ဘာလဲဆိုတော့ကိုပိုင် game ထုတ်ချင်တယ်ပေါ့အဲ့ဒီညီမလေးတောင်မေးထားတော့ကြာရည်သူငယ်ရင်းနေနဲ့ junior တွေကိုတိုင်း game ကိုဖန်တီးခြင်းနဲ့ဆိုရသူတွေအတွက်ကိုကိုကဒီနေ့ sharing လုပ်ပြီးတော့မှာဖြစ်တယ်။ဆိုတော့ကျတော့အဲ့ game programming နဲ့ပတ်သက်ပြီးတော့ဒီ game တွေထုတ်ခြင်းနဲ့ဆိုရင်မင်းတို့ယူရမယ့်ဘွဲကနှစ်မျိုးပဲရှိမယ်။ဒီဒီဟာနဲ့ပတ်သက်ပြီးတော့တကယ်လို့ ဘွဲအနေနဲ့ကိုကဒီကိုဘွဲနဲ့အတူတူအလုပ်ကင်ခွင်တဲ့အနေနဲ့သွားချင်းနေဆိုရင်နှစ်ဘွဲရမယ်ပေါ့နော်ကိုကိုစုံစမ်းတော့ကတော့အာဘက်ချလာဘက်ချလာဘွဲဖြစ်မယ်ဘက်ချလာ in software engineering ရဲ့နောက်ကဘက်ချလာ in computer science ရဲ့အဲ့တော့ကျတော့ computer science နဲ့ပတ်သက်ပြီးတော့ကျတော့ကိုကိုလုတ်ပေးခဲ့ရရှိကိုကိုရဲ့အခုဒီလူငယ်လမ်းညဆိုကို album playlist လေးလုတ်ပေးထားရဲ့အဲ့ဒီရဲ့အာ part 4မှာဖြစ်လိမ့်မယ် computer science လုတ်ပေးထားရဲ့နောက်တစ်ခါ ဒီ technology တွေနဲ့ပတ်သက်ပြီးတော့လည်းကို university sharing တွေလုပ်တာနော်ကော polytechnic university မှာဆိုရင်အဲ့လိုမျိုးသင်တယ်အဲ့တော့ဒီမှာပြဿနာရှိလာပေါင်းဆိုကျွန်တော်တို့ကဒီတက်ကတူတက်လိုက်လို့ gain တွေထွင်ရမှာလားဆိုအဲ့လိုလည်းမဟုတ်ဘူး gain တွေထွင်ခြင်းကိုရေစူးစမ်းမှုနဲ့လည်းဆိုင်တယ်မြန်မာနိုင်ငံမှာဘွေတွေအကုန်လုံးဒီဘွေတွေကပြဿနာမဟုတ်ဘူး major ရဲ့ပြဿနာမဟုတ်ဘူးလူတွေရဲ့ပြဿနာဖြစ်နေရကိုတို့ကိုယ်တိုင်လည်းကိုယ်ကိုယ်တိုင်လည်းကိုယ်မိသားပေါ်မှာကိုယ်အဲ့လောက်ကြီးကြီး အမိတဟဲမပြူထားအကုန်အပြင်ပဘဟုသူတစပီအကုန်ရေးတယ်အကုန်ရှာတယ်အကုန်ဖတ်တယ်အဲ့လိုမျိုးလေးလုပ်ရတယ်အဲ့တော့အကိုကိုရန်ဂိမ်းတွေကိုတကယ်ထွင်ချင်ပြီလားထွင်ချင်ပြီဆိုရင်တော့အကုန်အခုဒီနေရာမှာနိုင်ငံသားခွင့်လန်းတွေပါအကုန်တခါရေးပြပြမယ်အဲ့ဒါဘာလို့ဆိုကိုတို့နိုင်ငံတွေအနေနဲ့ကြည့်မယ်ဆိုရင်ကိုတို့ဂိမ်းမှာဆိုရင်ဆွီဒင်ရှိမယ်ဖင်လန်ရှိမယ်ဂိမ်းနဲ့ပတ်သက်အမိုက်ဆုံးနိုင်ငံနှစ်နိုင်ငံပေါ့နော်ဆွီဒင်နဲ့ဖင်လန်ရှိမယ်အဲ့တော့ဖင်လန်မှာဆိုရင်အကုန် sharing တစ်ခုလုပ်ပေးနေတာဖင်လန်ကအခုသွားဖို့အရန်လွယ်နေတဲ့နိုင်ငံဖြစ်သွားပြီ sorry เนาะတော်ညာငါ့ကိုဗီဇာမရဘူးဆိုပြီးတော့ရန်နေလုပ်နေမှာဆိုလို့တခြားနိုင်ငံတဲ့ဆိုင်ရင်တော့ဒီမှာ agency ရှိရပေါ့အရင်တော့ကကိုုံတီးရဖင်လန်ကြမယ်ဆိုရက် page တစ်ခုရှိရကိုုံကဆက်ဆက်ထောင်ချင်းကကိုုံတီးခဲ့အဲ့ page ကိုနောက်ပိုင်းမှာသူက fairness future မြန်မာဆိုပြီးတော့သူပြောင်းလိုက်တယ်ရိုက်ရှာကြည့်ပါအဲ့ဒီမှာဆိုရင်အနည်းဆုံးခုဆိုရင်တော့အရင်တော့300 400နဲ့သွားလို့ရတယ်ခုဒေါ်လာဈေးတက်တာနဲ့ပါညာနဲ့ဆိုရင်တော့နည်းနည်းတော့ percent ဒါတော့ပိုကောင်းပဲအဲ့ဒါတော့သူတို့နဲ့ပြန်တိုင်မယ်ကြည့်ပါကျွန်တော်ဒီ gain တွေကိုထွင်ကျင်တယ်ကျွန်တော်ကဒီ fin မှာပါအခွင့်အရေးနေရှိမလဲသူ fin စာတစ်နှစ်တင်ရတယ်တစ်နှစ်တည်းမှာပိုက်ဆံရှိတဲ့သူတွေကထွက်ကြပေါ့ကိုအရင်လက်သုံးစကားပိုက်ဆံရှိနိုင်ငံကြထွက်အဲ့တော့ပိုက်ဆံမရှိဘူးဆိုတဲ့သူကအထက်ပါကိုခုနကပြောခဲ့နှစ်ခုယူလို့ရမယ် software engineering ကိုယူမလားဒါမှမဟုတ်ရင် computer science ကိုယူမလား computer science ကိုလည်းကိုအတိအကျလုပ်ပေးထားပြီးပြီဆိုတော့နောက်တစ်ခုတစ်ခုရှိရဲအဲ့ဒါဘာလို့ဆိုတော့ကိုတို့အခုနာမည်ကြီးရဲ့ဂိမ်းပါက ဂုံကြီးစရာကောင်းတာအာရှဖြစ်ပါတယ်ကိုတို့အာရှကဘာမှာနံပါတ်1ဂိမ်းမာတယောက်ရှိပါတယ်အဲ့တော့ကိုတို့နောက်ပိုင်းနေမှာဂိမ်းမာတွေကအရင်လိုအပ်တယ်ဂိမ်းမာတွေလုံမလားနောက်ကိုကိုဂိမ်းထွင်တဲ့သူလုံမလားဆိုတော့အရင်လိုအပ်တယ်ဆိုတော့ဒီမှာဆိုရင် game language တွေဆိုတာရှိတယ်အဲ့ language တွေကပါလဲဆိုတော့ဥက C++ C++ နှစ်ခုပေါ့အဲ့လိုမျိုး language ရှိမယ်နောက်တစ်ခုကနောက်ခွနေပါအောင် C++ language ရဲ့နောက်ခွအော် Unity လို့ခေါ်တဲ့ C# တွေ unity အာ unity လို့ခေါ်ရဲကိုအဲ့အာမင်းတို့ computer science view တိုင်းနားလဲလာလိမ့်မယ် c sharp တွေရှိမယ်နောက်ခေါ်ကြတော့အာအာ proto proto တနေနေရော prototyping ဟုတ်တယ် prototyping နေ AI နေအဲ့အာကိုကိုယ့်အကူပြန်လေ့လာရမယ်ပြီးရင်အပြင်ကနေလေ့လာမယ်သူဆိုကိုအကြံပေးမယ် MMID ရှိရဲ MMID မဟုတ်ဘူးเนาะ MMID အာ MMID မှာတွားလေ့လာလိုက်အဲ့မှာဆိုရင်သူတို့ဂိမ်းနေနဲ့ software တွေနဲ့ပတ်သက်တာရှိမယ် ကိုစူးစမ်းမှုနဲ့ဆိုင်တယ်ပေါ့အဲကိုကိုရိုင်းဘာကြီးလေးလာမယ်ကုတ်တင်လေးလေးလာမယ်ကွန်ပျူတာဆိုင်ယင့်စီရဲ့သူကုတ်တင်တစ်ခုလေးလာမယ်ဒီမှာကိုဝင်တက္ကသိုလ်ကြော်ညာပေးခြင်းတယ်ကိုရန်ထင်ကြီးခဲ့အဲအရာလေးပေါ့ကုတ်တင်ပေါ့ကိုကိုဒုတိယနှစ်မှာဖြစ်လိမ့်မယ်ကိုဒုတိယနှစ်မှာကိုစုရတယ်ကိုကတော့စပေးစုရတယ်ကိုနဲ့အတူပိုစတာမှာစုရတဲ့သူရှိတယ်ကွန်ပျူတာပရိုဂရမ်အာပိုစတာတွေနဲ့စုရတဲ့သူတွေစုချိန်ညာတော့ဘယ်လိုချိန်ညာလဲကုတ်တင်နဲ့ချိန်ညာကုတ်တင်စွာကြတော့ ဘလို့ပညာရေးကတိတ်ဆိတ်ဝင်စားဖို့ကောင်းတယ်နံပါတ်တွေနဲ့1 2 2 3 5 6 7 9 8 5အဲထားပါတော့ဗဇက်ကတော့အဲ့လိုကြီးညာကြီးတယ်ဒါပေမဲ့နားလေတူတော့ကြာဟာဒါအဖွဲ့နံပါတ်ဘလောက်အဖွဲ့နံပါတ် group 5ကတော့ဒုတိယဟာ group 6ကတော့ပထမဟာအဲ့ဒါအကုန်လုံးပါတယ်ကုတ်တင်ဘာသာစကားကိုကုတ်တင်ဆိုတာအဲ့လိုမျိုးတစ်မျိုးပေါ့ကိုယ်လည်းကွန်ပျူတာ science ကမဟုတ်တော့နားမလဲတော့အဲ့လိုဘာသာရေးတွေကတိတ်ဆိတ်ဝင်စားဖို့ကောင်းတယ်။ net brain ကောင်းနေတင်ချာတွေတွေ့ရတာဝါသနာပါဆိုလောက်ကြည့်ပေါ့။ အဲ့တင်ချာသမားတွေကအရန်လိုအတေးလေးနောက်ဆိုကိုတို့နိုင်ငံလည်းပြောလို့ရမလား NASA ရင်မှာအလုပ်လုပ်နိုင်မလားလို့ဟုတ်တယ်မလားဒါရီကကိုအိမ်မက်တဲ့ပေါ်မူတည်းအိမ်မက်တည်းကတော့အိမ်မက်မက်ကြီးပေါ့မဖြစ်နိုင်ဘူးဆိုတော့မရှိပါဘူးနောက်တစ်ခုကကြတော့အဲအော် China China ကကြတော့တရုတ်မှာအရန်ဖွံ့ဖြိုးတယ်ဂိမ်းကအော်ဂိမ်းပညာရကအရန်ဖွံ့ဖြိုးတဲ့အချိန်မှာကိုကဘာကိုအကြံပေးချင်လဲဆိုကိုတို့အခုမန်လေးတက်ကတူမှာတရုတ်ကနေပညာတော်တင်ခေါ်နေတယ်မဟာရန်နဲ့ PhD အတွက်ကိုကိုတို့တက်ကတူမှာခေါ်နေပါတယ်ခင်ဗျာအဲ့တော့ ចောင်းသူចောင်းသားរីအနေနဲ့ဆိုဒါဆိုအခွင့်အရေးနေအများကြီးရှိတာပဲဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့တော့ဘာကြံပေးခြင်းလို့ဆိုကိုုန်းတို့တက်ကတူလာမဲ့သူတွေအတွက်ဆိုရင်အဓိကအားကသူကအဲတရုတ်တရုတ်တွေ့ဘူးလေကိုကိုရီးယားတွေ့ဘူးလေဂျပန်တွေ့ဘူးလေအဲ့ဘာသာစကားကြီးတက်ထိုင်အရင်ကောင်းနေကိုတို့အခွင့်အရေးနေကចောင်းပြရတယ်ဒုံတိုင်းတိုင်းတိုင်းဆိုမသိရှိနေမှာကိုရဲ့လေးလာအထုပ်ပေါ့အဲ့သုံးဘာသာတွေတစ်ဘာသာတော့ကိုုန်းတော့သင်ထားစီခြင်းနဲ့တက်ကတူတက်မှာမို့အပြင်သမားတွေပေါ့အဲ့တော့ဒီကိုကိုရန်ဂိမ်းတွေကိုစွဲခြင်းပြီးဟေ့လို့စီစဉ်လာတယ် 2D 3D animation တွေကိုအများကြီးလေ့လာရမယ်။ဒီရဲ့သဘောတရားတွေနားလည်ရမယ်။ကွန်ပျူတာအခြေခံလောက်ကိုတော့အမင်းပိုင်နိုင်ရမယ်။ဒီဟာတွေကိုအဲခုနပြောသလိုပဲဘွယ်ကြီးပုံမှာရောအရင်အားလုံးမဆိုင်နဲ့ကိုကဒါကြီးဖြစ်ချင်တာဖြစ်တဲ့အတွက်ဒါနဲ့ပတ်သက်တာတွေကိုအများကြီးပြန်လေ့လာရမယ်။အားရလေ့လာပါ။အဲနောက်ဆုံးတစ်ခုကနောက်ဆုံးတစ်ခုကိုကိုကပြောလို့ပါလေနေုံကိုမှတ်ထားတယ်။အဲနေုံကိုမှတ်လိုက်တယ်။အော် ဒါကတော့မြန်မာနိုင်ငံနဲ့အဆိုင်နဲ့အခွင့်အလမ်းပေါ့ကိုတို့မြန်မာနိုင်ငံမှာဆိုရင်အခုချိန်မှာဆိုရင်နောက်မှာတိုးတက်လာနိုင်တယ်ဒီဟာမျိုးတွေအရင်တို့အတဲအဲ့တော့ဒီဘာသာရဲ့အတွက်စိတ်ဝင်စားဆိုတော့ကိုဒီတက်ကတူတွေတက်စီခြင်းနဲ့အဓိကအပြင်ဆိုရင်အယူပိုက်ဆံငွေကြေးမတက်နိုင်တဲ့သူတွေကကိုတို့အခုကြည်တွဲရင်မှာမကောင်းအောင်လှုပ်ထားလိုက်တော့ အလုံးဆိုကွန်ပျူတာတက်ကတူတွေတက်မယ်တက္ကနိုလော်ဂျီကယူနီဗာစီတီတွေတက်မယ်ဒီပညာရေးတွေယူမယ်ကွန်ပျူတာဆိုင်ယန့်စ်တွေယူမယ်ဒါမှမဟုတ်အထူးကျုံတက်ကတူတွေဒီလို COE တွေ MOU တွေထိုးထားတဲ့တက်ကတူတွေမှာပြန်ယူတာမျိုးတွေလုပ်မယ်နောက်အဲပြီးတော့တက်ကတူမှာကနောက်ဆုံးမှာအခုဆို e-sport တွေအရင်ခေတ်စားလာတယ် mobile legend တွေ PUBG တွေအဲ့ဒါအကုန်လုံးတက်ကတူမှာပြိုင်ပွဲတွေရှိရယ်ကိုုံတို့ဒီဂိမ်းစောလို့ဆိုပြီးအရက်သေးမှာပြဿနာတွေရှာခံရတဲ့အမေဖေတွေမိဘတွေစုရဲ့ဒီပြိုင်ပွဲတွေကိုတက္ကသိုလ်မှာတကယ်ဝင်အနေနဲ့ပြိုင်ပွဲကြီးကျင်းပပေးနေ ပထမစုပေးရဒုတိယစုပေးရတတိယစုပေးရအဲ့လောက်ကြီးတီကိုတက္ကသိုလ်တွေမှာအကြောင်းသူအကြောင်းသားတွေကို sporting ပေးရဆိုတာပြောချင်တာဤပညာပိုင်းမှာဆိုရင်ဒါတွေကို game ဆိုတာထက်ဟိုအားကစား electronic အားကစားတခုပေါ့ဒီအကုန်လုံးဤပညာအားကစားတရက်အနေနဲ့ကျင်းပပေးရအဲ့ဒါရဟို mobile legend ဆိုလဲကိုကသာမဆိုးတာတကယ်သူတို့ဆိုအုံနောက်တုံးပါတယ်ဘယ်နေရာမှာပါချရမလဲပါကြပေါ့အဲ့ဒါအားလုံးကလေးရဲ့လူငယ်ရဲ့မြန်ဆန်မှုကိုအားပေးနေတဲ့တက္ကသိုလ်တွေမှာအဲ့တော့အဲ့တက္ကသိုလ်တွေ ਨੇ အကုန်တော့လာစီခြင်းနဲ့ကောင်းကောင်းမို့ဒီဒီမှာပဲရနိုင်တဲ့အခွင့်အရေးမျိုးဖြစ်တယ်။နောက်ပိုင်းမှာဆိုဘို့ဟိုအဆင့်ပြိုင်မွေးရှိလာပေါ့။ကိုကဂိမ်းမာရီပါဖြစ်ခြင်းနဲ့ဆိုတာလောက်ပေါ့။အခုအထက်မှာပြောခဲ့တဲ့အတိုင်းပဲအဂိမ်းအကိုကွန်ဂိမ်းတွေထွင်ခြင်းနဲ့ဆိုရင်တော့ကိုရီးယားမှာလည်းတက္ကသိုလ်တစ်ခုရှိရယ်။ကိုတိချာလည်းမစုံစမ်းခင်ရလို့ဒါပေမဲ့အဒီပညာရက်တွေကိုဒီနိုင်ငံမှာပဲကိုကွန်တောင်းလို့မယ်စကောလာရှစ်တွေရအောင်ယူမယ်။ခုနပြောလို့ချိုင်းနာအနေနဲ့တစင်ပဲကိုကူလို့ရအောင်တော့ USA မှာကူလို့ရတယ်။ ဂိမ်းဆော့ဝဲတွေနဲ့ပတ်သက်ရင်ကယ်လီဖိုးနီးယားတို့အာနယူးယောက်တို့ USA မှာရှိတဲ့တက္ကသိုလ်ကကမ္ဘာနံပါတ်1ရာထဲမှာသူက top 10ဝင်တယ်။အဲ့ဒီအားလုံး USA မှာအများအပြားရှိရဲ။အဲ့ဒီလဲ trying ကြည့်နေတယ်။ကိုယ့်အိမ်မက်ကမဖြစ်နိုင်မှုစာမရှိဘူး။ဂိမ်းနဲ့ပတ်သက်ပြီးတော့နာမည်ကျော်ကြရတော့ကိုတို့မြန်မာနိုင်ငံမှာအရင်ကဘာတိဖောက်နိုင်တာမင်းမရှိသေးဘူး။အဲ့ဒါလဲမင်းလည်းပြတ်သွားနိုင်တယ်။ထူးစားပါ။နောက်ထပ်ဘာတိကျင်းသေးလဲကိုကိုမေးသွားနိုင်တယ်ကိုဖြီးပြီးမယ်တည်တလောက်တော့ ကိုယ်ဒါမှမဟုတ်ကိုယ်ငါ research လုပ်ပြီးတော့ပြန်ပြောပြမှမျိုးလည်းရှိရခင်ဗျအားကျေးဇူးအများကြီးတင်ပါတယ်